နမိတ်ကြီးမင်းသားဖခင်ရဲ့စုပြင့်ခံရမှုကိုထုတ်ပေါ်ခဲ့ရတဲ့အကြောင်းရင်းမှန်တွေကိုပြောပြလာတဲ့မိုးဆက်ချုံရန်ကုန်ဆယ်လီမျိုးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်လက်တလုံးမှာတော့ Miss Universe မြန်မာ2025လမယ်တုံးဖြစ်တဲ့မိုးဆက်ချုံကသူမရဲ့မိသားစုအတွင်းရေးကိစ္စတွေကိုပရိသတ်တွေတီအောင်ချပြလာခဲ့တာပဲဖြစ်ပါတယ်မိုးဆက်ချုံကတော့အသက်20မိန်းကလေးတယောက်ဖြစ်ပြီး သူမရဲ့ဖခင်ကတော့သူမတို့သားမီးကိုသူရဲ့အသက်၃နှစ်အရွယ်ကလေးကရက်ဆက်စွာပြစ်ထားခဲ့ရလို့ပြောပါတယ်။မိုးဆက်ချိုကသူမကိုအခုလိုတန်ရောဆင်ဖြတ်ပြီးထားပြစ်နိုင်တဲ့ဖခင်ကအမှုပညာလောကတွေကနာမည်နှလုံးနဲ့မေတ္တာတရားဖြစ်တယ်ဆိုပြီးရှင်းဖွင့်လာခဲ့တာပါ။နာမည်ကြီးမေတ္တာတရားဖြစ်တာကိုသိလိုက်ရတဲ့ပရိသတ်တွေကလည်းမိုးဆက်ချိုရဲ့ဖခင်ကိုခံမှန်းပေးခဲ့ကြတာဖြစ်ပါတယ်။မိုးဆက်ချိုကအသက်ငယ်သေးပြီးမှထထမြင်မြန်ရှိပြီးရှင်ရီကလည်းချောမောလာပသူလေးပါ။အလမေတရားဖြစ်စူးစမ်းနေတဲ့သူဖြစ်တာကြောင့်ခန္ဓာကိုယ်အချို့ းစားကလည်းပြည်ပြတဲ့အလှပကေတရားဖြစ်ကြောင်းကလေးဘွားရေကလေးကဖခင်ရဲ့အဆုံးဖြတ်ခြင်းခံခဲ့ရတာမြင်ကြောင်းမိုးစားချိုကိုကယူနာတက်မိပြီးချစ်ခင်အားပေးကြတာပဲဖြစ်ပါတယ်။ မိုးဆက်ကျွေမျက်နှာပေါင်းမျက်နှာကြာရင်ကမင်းသားကြီးနေဆန်းနဲ့90ရာခိုင်နှုန်းလောက်တူနေတယ်ဆိုပြီးတချို့ကလည်းမိုးဆက်ကျွေဖခင်ကနေဆန်းမဲဖြစ်မယ်လို့ထင်ကြည်ပြနေတာပါမိုးဆက်ကျွေကတော့သူမရဲ့ဖခင်ကဘတ်သူဘဲဝါဆိုတာကိုဘယ်တော့မှထုတ်ပြောမှမဟုတ်ပဲမျိုးသိပ်သွားမှလို့သာပြောခဲ့တာပါသူမအနေနဲ့ငယ်စဉ်တုန်းကတော့ဖခင်ပေါ်နာကြီးချက်တွေထားခဲ့ပူပေမဲ့အရွှင်ရောက်လာတာနဲ့အများဖခင်ပေါ်နားလည်ပြီးနိုင်လာပြီးသူမဟာအဖေကိုချစ်တဲ့သမီးတစ်ယောက်ဖြစ်မှလက်ခံလာနိုင်ခဲ့တယ်လို့ဆိုပါတယ်အခုချိန်မှာတော့သူမရဲ့ဖခင်ကသူ့ရဲ့နောက် တ်အိမ်တော်နဲ့ပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နေရတာ ဖြစ်ပြီးပြီးခဲ့တဲ့နှစ်တွေကတော့ဖခင်စင်ကဖုန်းခေါ်ဆိုခြင်းကိုလည်းလက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်အဖေမရှိတဲ့အတွက်ကြောင့်မျက်နှာငယ်ဝမ်းနေကြရပေမဲ့အဖေကိုလွမ်းမိတဲ့အချိန်မှာတီဗီကနေလည်းမြင်ကြရတယ်လို့ဆိုရှယ်မီဒီယာတွေကလည်းမြင်တွေ့ရတာကြောင့်ပုံရိပ်တွေကိုသာကြည့်ရင်အလွမ်းဖြေကြရတယ်လို့ရှင်ဖွင့်လာတာပါအခုလိုအလမယ်တရားဖြစ်အောင်စူးစမ်းနေတာကလည်းဖခင်ရဲ့အားပေးစကားတွေကြောင့်မှအမှုပညာလောကထဲမှာသမီးကိုအမြင်နဲ့တူတရားဖြစ်မြင်တွေ့ခြင်းနဲ့ဆိုပြီးပြောလာခဲ့ တာကြောင့်အခုလိုစူးစမ်းနေရလို့ပြောပြလာတာပါမိုးဆက်ချိုကတော့သူမရင်ပေါ်မှာဖြစ်နိုင်မယ်ဆိုရင်ဖခင်နဲ့မိသားစုစုံစုံနဲ့လည်းရှိနေခြင်းပြီးမွေးနေ့တွေတိုင်းမှာလည်းသူမရဲ့အဖေစီကလည်းမွေးနေ့ဆုတောင်းစကားတွေကြားရဖို့မျှော်လင့်နေသူလေးပဲဖြစ်ပါတယ်ပရိသတ်တွေကတော့မိုးဆက်ချိုရဲ့သူမတို့ကိုရက်ဆက်စွာပြစ်ပယ်ခဲ့တဲ့ဖခင်ဖြစ်သူပေါ့ချစ်တဲ့ချစ်တဲ့ကိုအံ့ဩနေကြသလိုသူမလည်းတရားဝင်သမီးတစ်ယောက်ဖြစ်တာကြောင့်အခုလိုတိတ်တိတ်ကလေးခံစားမနေပဲဖခင်ဖြစ်သူကိုအားလုံးသိအောင်ထုတ်ပြပြီးရဲရဲဝံ့ဝံ့နေလိုက်ပါဆိုပြီးအကြံ ပေးနေကြသလိုတချို့ကလည်းအခုလိုဆုံးပြစ်ခဲ့တဲ့ဖပင်ကိုမေ့ပြစ်ပြီးမိခင်နဲ့အကောင်းဆုံးရှင်းဆက်ပါဆိုပြီးအားပေးနေကြတာဖြစ်ပါတယ်။ မိုးစက်ဂျုံကတော့သူမအနေနဲ့ခုချိန်မှာဖခင်ဖြစ်သူရဲ့အကြောင်းလေးကိုထုတ်ပြောခဲ့ရတာဟာနာမည်ကြီးစံလုံးမဟုတ်ပဲသူမခံစားနေရတာတွေကိုရှင်းဖွင့်ရုံသာဖြစ်တယ်လို့ပြောခဲ့တာပါသူမအနေနဲ့ဖခင်ရဲ့အမိကိုထုတ်ပြောမှလည်းမဟုတ်တော့လို့သူမအဖေရဲ့လက်ရှိမိသားစုဘဝလေးကိုလည်းမနှောက်ယှက်ချင်ပါဘူးဆိုပြီးဖခင်နဲ့ပတ်သက်တဲ့သူမရဲ့ခံစားချက်တွေကိုရှင်းဖွင့်လာတာဖြစ်ပါတယ်အခုချိန်မှာတော့ဖခင်ကိုနေကောင်းကျန်းမာစွာမြင်တွေ့နေရတာကိုပဲကြေညာမိပြီးဖခင်ဖြစ်စေခြင်းတဲ့အတိုင်းအောင်မြင်တဲ့အမှုပညာရှင်တယောက်ဖြစ်အောင်ကြိုးစားသွားမယ်လို့ပြောပြလာ ခဲ့တာပါကြီးစုနေကြတဲ့ပြည်သက်တို့အနေနဲ့မိုးဆက်ချုံရင်ဖခင်ပေါ်ထားရှိရဲ့စိတ်တော်တိုင်းနဲ့ပတ်သက်ပြီးအမြင်ကိုပြောပြပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်